1933ခုနှစ်ဒီဇင်ဘာလ9ရက်ယနေ့လိုနေမျိုးတွင်အမေရိကန်ပြည်ထောင်စုသည်1920ကိနကတဲကတရားဝင်ပြဋ္ဌာန်းထားသောတာမစ်ဥပဒေတစ်ခုကိုရုပ်သိမ်းခဲ့သည် ထိုဥပဒေသည်မိသည့်အရာနှင့်သက်ဆိုင်သနည်း A အမျိုးသမီးများမဲ့ပေးခွင့် Women's Suffrage B အရတောက်တုံရနေရောင်ချခြင်း The Manufacture and Sale of Alcohol C ကလေးအလို့သမား Child Labor D. ရွှေ့ပြောင်းနေထိုင်ခြင်း Immigration အဖြစ်မှန်မှာ B ဖြစ်တယ်1920ပြည့်နှစ်မှာစရီ American တွင်အရက်ထုတ်လုပ်ခြင်း ရောင်းချခြင်းနှင့်တည်ယူပို့ဆောင်ခြင်းတို့ကိုတောင်းမြင်ခဲ့သည့်18ခုမြောက်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ကြ 18th Amendment ကို1933ခုနှစ်ဒီဇင်ဘာလ9ရက်နေ့တွင် 21ခုမြောက်ပြင်ဆင်ချက်ဖြင့်ရုပ်သိမ်းခဲ့သည်ဤဆုံးဖြတ်ချက်သည်73နေ့ကြာတည်ရှိခဲ့သောတားမြစ်ခေတ် prohibition ကိုအဆုံးသတ်စေခဲ့သည် American the mind drain အရေးပါသော လူမှုစီးပွားရေးပြောင်းလဲမှုတစ်ခုထစ်ခဲ့သည်